ားလုံးပဲမိင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိုင်သက်တဲ့အားလုံးမိင်္ဂလာပါ။ဒီကနေ့ရဲ့နောက်ဆုံးရအာဂရာသင်းတွေကိုကြည့်ရမှာဆိုရင်တော့ Galatasaray အသင်းရဲ့တိုက်စစ်မှု Vita Osimhen ကိုဥရောပထိပ်တန်းကလပ်တွေကစိတ်ဝင်စားလို့ရှိပါတယ်။အသက်26နှစ်အရွယ်ရှိတဲ့ဒါ Nigeria တိုက်စစ်မှုကိုဥရောပကလပ်တွေက Paris Saint-Germain, Barcelona Chelsea ပါဝင် Manchester United နဲ့ Liverpool အသင်းတွေကစိတ်ဝင်စားလို့ရှိတယ်လို့သတင်းတွေတက်လို့ရှိပြီးတော့ နာပိုလီကတော့သူတို့ရဲ့တိုက်စစ်မှုကိုမရောပေမဲ့တန်တရာ50လောက်ရရင်တော့လက်ခံစင်းစားပွဲရှိတယ်လို့ဆိုပါတယ်။တစ်ဖက်မှာတော့ရလတီစတိုက်ဆိုးဝါနေတဲ့အတွက်အတ္တန်တာကသူတို့ရဲ့နီးပြတဲ့ကိုယာရုကထုတ်ပယ်ပွဲရှိနေတယ်။အဲ့ဒါကတော့အီပန်ယူရစ်ဆိုတဲ့တယောက်ဖြစ်တယ်။ဟိုဒီနေ့တုန်းကလည်းအသင်းရဲ့အဓိကကစားသမားအဒမိုလာလုတ်မန်နဲ့စကားများခဲ့တဲ့ဖြစ်ရဲ့နောက်ဆက်တွဲမှာဆိုးဝါတဲ့အသင်းရဲ့ performance ကြောင့်သူ့ကိုယာရုကထုတ်ဖို့စဉ်းစားလေရှိတယ်။တစ်ဖက်မှာတော့ Paris Saint-Germain အသင်းရဲ့နီးပြ ြလူ ਈ စင်ဒီကေကလီယွန်ကိုအနိုင်ရခဲ့တဲ့ပွဲမှာဂျောက်ဒေးဗစ်အနိုင်ကိုသွင်းခဲ့တဲ့နောက်ဆက်တွဲအနေနဲ့ကလပ်သင်းအနေနဲ့အဓိကကစားမအချို့မပါတဲ့အခါမှာတော်တော်လေးခက်ခဲကစားခဲ့ရပြီးတော့ပွဲချက်မှာအခုလိုမျိုးအိုးတန်၃မှတ်ရတဲ့အတွက်ဂျီနက်လျက်ရှိကြောင်းဆိုပါတယ်ရောဘတ်လီဗန်ဒိုစကီကတော့အခုဘာဆိုနာကဆယ်တာဘီဂိုကို၄ဂိုးနှုတ်ကိုနဲ့နိုင်ပွဲနောက်ဆက်တွဲမှာလာလီဂါမှာကျွန်တော်တို့ရယ်မက်ဒရစ်အသင်းနဲ့အတူ သိပ်မကွာတဲ့အခြေအနေကိုရောက်လာပြီးတော့ကျွန်တော်တို့အဲ့ရလက်ချောင်းပဲကျွန်တော်တို့ confidence ပိုရှိလာတယ်လို့ဆိုပါတယ် Lewandowski ကအသက်35နှစ်ပြည့်ပြီးတော့မှပဲ La Liga မှာ hat-trick ၃ချိန်မြောက်ရတယ်ဒီကနေ့ည Celta Vigo နဲ့ပွဲမှာ hat-trick ရတယ် Alaba ဆက်ပွဲမှာ hat-trick ရပြီးတော့ Valencia နဲ့ပွဲမှာ hat-trick ရပြီး La Liga ၃ချိန်တိတိ hat-trick ရခဲ့တာဖြစ်တယ်ဘာဆိုနာတင်းက Frankie De Jong ကိုနောက်ဆုံးကစားခဲ့တဲ့ Celta Vigo နဲ့ပွဲမှာနှစ်ဝါတနီနဲ့ထုတ်ခံထားရတဲ့ ပက်ထရီဘာအင်ဂျူရီဖြစ်တဲ့အချိန်မာကက်ဆက်တော်လည်းအင်ဂျူရီဖြစ်လို့ပွဲမစခင်မှာဒန်နီအော်မိုနဲ့လူစားလဲခဲ့ရကြောင်းအတည်ပြုလိုက်ပါတယ်မထွေသင်ကတော့အခုထော့တနမ်ဟော့စပါအသင်းကခေါ်ဖို့လုပ်နေတဲ့ထက်ကဖူဆူယာခူဘူကိုခေါ်ဖို့လုပ်နေတယ်အဓိကတော့စပါကခေါ်ဖို့တန်း6စလောက်နဲ့တာဂက်ထားတဲ့ခူဘူဟာရီမထရီကရောင်းရငွေကြေး90ရာခန့်ကိုသူ့ဘက်ကထည့်သွင်းထားတဲ့အတွက် ိုက်အပြောင်းရွှေ့ဖြစ်ခဲ့ရင် Real Madrid ကတန်း30ထိရရှိဖို့ရှိတယ်။ Real Madrid အသင်းတွေနဲ့အခုလက်ရှိမှာ Nico Schlotterbeck ကိုခေါ်ချင်ရင်တန်း40ပေးရမယ်လို့ဆိုတယ်။ Richard Dorman က Nico Schlotterbeck က Barcelona Real Madrid အသင်းတွေစိတ်ဝင်စားပြီးစာချုပ်နောက်ဆုံးနှစ်ကိုရောက်နေတဲ့အချိန်ဒီသေးလေးလိုချင်ရင်လည်း Premier League Club ဒီလိုချင်ရင် Nico Schlotterbeck ကိုတန်း30ပေးရမယ်လို့ဆိုလိုက်ပါတယ်။တစ်ဖက်မှာတော့ Mason Greenwood ကခုလက်ရှိ ပြည်သစ်လီမှာ6-2အတွင်း4ဂိုးဖန်တီးထားပြီးတော့ DRT 15ပွဲအတွင်းခြေစွမ်းပြလေရှိတယ်။ဒါလက်ရှိမှာတော့ဘာစီကသူ့ကိုတကယ်လို့ရောင်းချခဲ့ရင်ယူရို80လောက်ထိတက်ကတ်ထားနေတာဖြစ်တယ်။ချက်စီသင်းကလည်းသူ့ရဲ့အားနဲ့နေတဲ့တိုက်စစ်ပိုင်းတွက်ပူလောလောဆယ်မှာဂျိုနသန်ဒေးဗစ်ကိုချဉ်းကပ်နေပါတယ်။ပြင်သစ်ကလပ်လီယယ်ရဲ့တိုက်စစ်မှုကပြီးခဲ့တဲ့ရာသီကအလွတ်နဲ့ထွက်လာခဲ့ပြီးဂျူဗန်တက်စ်ကိုပြောင်းရွှေ့လာခဲ့တာဖြစ်တယ်။ဆိုတော့ဂျိုနသန်ဒေးဗစ်ကိုအခုလောလောဆယ်မှာချက်စီနဲ့ထော်တန်ဟော့စပါကစိတ်ဝင်စားလေရှိကြောင်းဆိုပါတယ်။ချက်စီသင်းရဲ့နီးပြအန်ဆိုမာရစ်ကာကဒရော့ပတ်2ကိုသွင်းစွိုင်း ြီးပြန်တက်လာတဲ့အကောင်ကိုကျင်းတက်လျက်ရှိတယ်။ ဟိုလုံးလုံးကဆိုစက်တိုက်ဂိုးပေါက်ပြောင်းနေတဲ့ပြီးရောပါလက်ရှိအနေထားရဂျော့ဘတ်ထူရဲ့စွမ်းဆောင်ရည်ကိုသဘောချလက်ရှိကြောင်းဆိုပါတယ်ချက်စီတင်းကလုံးဝကိုကလပ်ရဲ့ plan နဲ့မှမပါတဲ့နောက်ခံလူ Axel Decisive တယောက်စောင်းရသည်မှာထွက်မှာပါအခုလောလောဆယ်သူရဲ့ချန်ခိုင်မှုကိုအကောင်းဆုံးပြန်လုပ်ရင်စောင်းရသည်မှာအန်ဇိုမာစကာရဲ့အသင်းကထွက်ခွာသွားဖို့ပြင်ဆင်ထားတယ်လို့ဆိုပါတယ် Ricardo Calafiori ကစန်ဒလန်ရဲ့ပွဲမှာအမှတ်ရခဲ့တာကတကယ်ကိုစိတ်ပျက်စရာကောင်းတယ်လို့ဆိုလိုက်တယ်။အဲ့ reaction ဟာကျွန်တော်တို့ဒီပွဲ မှာအကောင်းဆုံးကစားနိုင်ပေမဲ့တစ်ခါလေကြာရင်ဒီလိုမထင်မှတ်တာတွေဖြစ်ခဲ့ပြီးတော့တကယ့်ကိုခံပြင်းစရာကောင်းခဲ့တယ်လို့ဆိုပါတယ်။အာစနယ်သင်းကတော့အခုလက်ရှိမှာလီယန်ဒရိုထော်ဆော့ကိုစာချုပ်တစ်ချုပ်ဆိုပို့လုပ်နေတယ်။အသက်30ရွယ်ရှိတဲ့ထော်ဆော့ကယာဒီကုံမှာစာချုပ်တက်တန်းကုံဆုံးမှာဖြစ်တယ်။ယာဒီအစောပိုင်းတုန်းကထော်ဆော့ကို လာစာတူပေးပြီးတော့တက်တန်းထပ်တိုးထားတာဖြစ်တဲ့အချိန်မှာအခုလက်ရှိမှာတော့အသက်30ရွယ်ရှိတဲ့လီယန်ဒိုထော့ဆော့ကိုကလပ်ဘက်ကစာချုပ်တင်ကမ်းလှမ်းဖို့စဉ်းစားလည်ရှိပါတယ်။တစ်ဖက်မှာတော့အာဆင်အသင်းအနေနဲ့ International Break ပြီးမှ Injury ကနေကစားမတွေအကုန်ပြန်လာမယ်လို့ဆိုမှတ်ပါတယ်။အာထက်တာရဲ့အဆိုအရ Tottenham Hotspur နဲ့ပွဲမတိုင်မီမှာအဓိကကစားမတွေ လူဆုံတက်ဆုံတဲ့ Victor Jokeres က Kai Havert အထိအကုန်လုံးပြန်ပါမှာဖြစ်တယ်လို့ဆိုပါတယ် Tottenham Hotspur အသင်းကသူ့ရဲ့တိုက်စစ်ပိုင်းအတွက်သူ Ivan Toney ကိုလိုချင်တယ်လို့ခြားတိုက်စစ်မှုတွေကိုလည်းသဘောကျလည်းရှိတယ် Spurs အနေနဲ့ခုလောလောဆယ်နေထိုင်ရတော့အားနည်းနေသည့်တိုက်စစ်မှုမှာ Dominic Solanke ပြန်မလာနိုင်သေးတဲ့အတွက် Ivan Toney အပါဝင်အခြားတိုက်စစ်မှုတွေကိုစိတ်ဝင်စားလည်းရှိတယ်တစ်ဖက်မှာတော့ Tottenham အသင်းအနေနဲ့ဟိုတနေ့တော့က Man United ရဲ့ပွဲမှာနောက်ထပ်အမှတ်ရော့သွားခဲ့သလိုအင်ကွင်းနိုင် ပွဲရောက်နေတဲ့အခြေအနေကိုအဆုံးသတ်ဖို့လိုအပ်လေရှိတယ်။လက်ရှိအနေထားရစပါအသင်းက ဒီအာတီပါအရာဒီအဖွဲ့မှာဘန်လီကိုတုံးကိုပြက်နိုင်ပြီးခဲ့ခါဇက်တိုက်အင်ကွင်းနိုင်ပွဲလုံးဝမရဘဲရုံးကန်လေးရှိတာပါတစ်ဖက်ကလီဗာပူးအသင်းကနီးပြအန်ဒီစပေါ်ကာတော့ဗာဂျေဗန်တိုက်ရဲ့ဒစ်စလောက်ကူကတကယ်ကိုစိတ်ပြက်စရာဖြစ်ပြီးတော့ဒါဟာဗီယာတန်လူကြီးတွေနဲ့ကွင်းလေတန်လူကြီးရဲ့ကြီးမားတဲ့အမားတစ်ခုဖြစ်ကြောင်းသူကဝေဖန်လိုက်ပါတယ်လီဗာပူးအသင်းကပရီးမီးယားလိမှာနောက်ဆုံး၄ပွဲဇက်တိုက်ရုံးပွဲတွေ့ခဲ့တယ်ဗာဂျေဗန်တိုက်က2012ခုနှစ်က ကန်ဒီဒက်ဂလစ်လေးပွဲဆက်တိုက်ရှုံးနေခဲ့ပြီးနောက်ပိုင်းမှာအဝေးခွေးမှာလေးပွဲဆက်တိုက်ရှုံးတဲ့ကစားမအသစ်ဖြစ်မှတ်တမ်းဝင်လာခဲ့တာဖြစ်ပါတယ်။ဘိုင်မြူနစ်အသင်းကတော့သူ့ရဲ့နောက်ခံကစားမအတွက်လီဗာပူးရဲ့အီဘရာဟီမာခနာတေကိုလိုချင်တယ်။ခနာတေကိုရယ်မက်ဒရစ်အပါအဝင်အသင်းတို့များများသဘောကျတယ်။လက်ရှိချိန်ဒီစာချုပ်တိကိစ္စအဆင်မပြေဖြစ်နေတဲ့အချိန်ပါအခုလောလောဆယ်အနေထားရတော့ဘိုင်မြူနစ်ကလည်းသူ့ရဲ့ဥပမခါနိုးထွက်သွားခဲ့ရင်အီဘရာဟီမာခနာတီနဲ့ အစားထုတ်ဖို့ရှိတဲ့လောလောဆယ်အနေထားရတော့သူတို့ဘက်ကလီဗာပူးရဲ့ခံစစ်မှုကိုတောက်လျှောက်လေ့လာလေရှိတာပါ Manchester United အသင်းကသူတို့ရဲ့တိုက်စစ်ပိုင်းအတွက်အသက်၂၂နှစ်ရွယ်ရှိတဲ့ Benjamin Sesko injury ဖြစ်သွားတဲ့အတွက်ဆောက်ရသည်မှာ Brian Ampwe မှုထွက်သွားဖို့ရှိတဲ့အခြေအနေကြောင့်တိုက်စစ်မှုတယောက်အစားထိုးပေးဖို့သူဘက်က တောင်းဆိုထားပါတယ် Man United အသင်းကအခု Rafinha ကိုစိတ်ဝင်စားတယ်ဆိုပြီးတောင်းလျှောက်တဲ့တက်နေပြီးတော့ Rafinha ကတော့တကယ်လို့ United ကသူ့ကိုစိတ်ဝင်စားရင်တော့ ချန်ပီယံလိဝင်ခွင့်ရရင်တော့စဉ်းစားပွဲရှိတယ်လို့ဆိုပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့အခုလောလောဆယ်အနေထားရရီယယ်မက်ဒရစ်အသင်းရဲ့လူငယ်တိုက်စစ်မှုအန်ဒရစ်ကိုသဘောကျလည်ရှိတယ်။အသက်16နှစ်ပဲရှိတဲ့အန်ဒရစ်က2024ခုနှစ်မှာရီယယ်မက်ဒရစ်ကိုပြောင်းရွှေ့လာတာဖြစ်ပြီးတော့အခုလောလောဆယ်အနေထားရတော့ United အပါအဝင်ပြည်သိက္ကလက်လီယွန်နဲ့အသင်းအချို့ကအန်ဒရစ်ကိုအငားနဲ့ခေါ်ပို့လုပ်နေပြီး မန်ယူနိုက်တက်ကလည်းကာလာတိုအငှားခေါ်ဖို့ဆန္ဒရှိနေတာဖြစ်တယ်။ဖက်ကွာဒီယိုလာကတော့သူ့ရဲ့တထောင်ပြည့်ပွဲမှာပွဲပေါင်း916ပွဲထိနိုင်ပွဲရရှိခဲ့ပြီးအဲ့ဒီဆွမ်းဆောင်ကြီးကိုတကယ်ကိုကျေနပ်လည်းရှိလို့သူ့အသင်းသားတွေကိုချီးကျူးခဲ့ပြီးသူ့ရဲ့အမတ်တရားနေမှာအကောင်းဆုံးဆွမ်းဆောင်ခဲ့တဲ့ပုဂ္ဂိုလ်ချီးကျူးခဲ့တာပါ။ဂျယ်ရမီဒူကူကဒီပါဘူးနဲ့ပွဲမှာ10ချိန် dribbling လုပ်တဲ့10ချိန် jewel win ဖြစ်ပြီးတော့3ချိန် create လုပ်ခဲ့ပြီးတော့လက်ရှိမှာ shot target 3ချိန်ထိခဲ့တယ်။ဒါကဘောလုံးသမား ားတယောက်နေနဲ့တပွဲတွေကနေဒီလိုမျိုးဒါက2019ခုနှစ်တုန်းကအက်ဒင်50ဖြစ်ခဲ့တာဖြစ်ပြီးဒိုကူကဒုတိယမြောက်ကစားမအဖြစ်မှတ်တမ်းဝင်လာတာဖြစ်တယ်။တစ်ချိန်တည်းမှာပဲဖက်ကွာဒီယိုလာကအဲလီဟာလန်နဲ့ပတ်သက်တဲ့သတင်းတွေကိုတော်တော်လေးစိတ်ပြတ်နေတယ်။သူတို့ပြဟာလန်ကရိုယာတီမှာဝဲမတွင်းတဲ့ဘာဆိုနာတသင်းသင်းရွေးချယ်နိုင်တယ်လို့သတင်းတွေတက်လာပြီးနောက်ပိုင်းမှာကွာဒီယိုလာကအခုလိုမျိုး သတင်းထွက်နေတဲ့အကောကိုစိတ်ပြက်လည်ရှိတာပါ Middlesbrough အသင်းရဲ့နီးပြား Robert Agu ကတော့အခု Wolverhampton အသင်းရဲ့နီးပြားသစ်ဖြစ်လာပါတယ် Robert Agu ဟာ Luton Town အသင်းနဲ့ Premier League ကိုတန်းတက်လာခဲ့တာဖြစ်ပြီးတော့ Middlesbrough အသင်းကိုရောချင်းဝင်နှစ်တန်းပေးပြီးတော့ခေါ်ယူခဲ့တာဖြစ်ပြီးအခုလက်ရှိမှာတော့ Robert Agu က Wolverhampton အသင်းနဲ့၃နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့ပြီးတော့အသင်းကိုမကြာမီ ပြောင်းရွှေ့မှာဖြစ်တယ် Jose Mourinho ကတော့လောလောဆယ်မှာ Benfica ကိုကင်တွယ်ပြီးခဲ့ကနေစူစ ုပေါင်း၃ပွဲတိရှုံးခဲ့လို့နောက်ဆုံးကစားခဲ့တဲ့ပွဲမှာလည်းထပ်ပြီးအပိုင်လျှော့ခဲ့တယ်။ခုလောလောဆယ်အနေထားရဘန်ဖီကာဟာအမပေးစရာမခွင့်ရရှိတာမှန်ပေမဲ့လက်ရှိအနေထားရမော်ရီညိုရဲ့လက်ရှိ record ဟာစိတ်ဝင်စားစရာအခြေအနေရှိလျက်ရှိပါတယ်။ တဖက်မှာတော့နာပိုလီနီးပြအန်တိုနီယိုကွန်တီကဘက်တူဘက်ဆက်တိုက်ရှုံးပွဲဖြစ်နေတဲ့ပေါ်သူစားမတွေကိုသတိပေးလိုက်တယ်။ငါတို့ဒီတက်ပူကောင်းအောင်လုပ်ဖို့လိုအပ်ကြောင်းနဲ့ဒီတက်ပူကောင်းနိုင်မှာပဲအသင်းကလမ်းကြောင်းမှန်ပေါ်ရောက်နိုင်ပြီးတော့ကလပ်ရဲ့အိမ်မက်တွေကောင်းထဲပေါ်နိုင်မယ်လို့ဆိုပါတယ်။နာပိုလီအသင်းကအခုနောက်ပိုင်းမှာဆက်တိုက်ရလက်စုနေပြီးတော့ MB ဇီယာမှာရိုမာနဲ့အင်တာမီလန်ကဥဆောင်ခွင့်ရရှိထားတာဖြစ်တယ်။ဒါတစ်ဖက်မှာအက်စတိုဗီလာအသင်းရဲ့နီးပြအူနိုက်အမေရိကကလပ်အသင်းအနေနဲ့ဒဏ်ရာပြဿနာတွေ များစွာကိုအမြန်ဆုံးဖြေရှင်းပြီးတော့စောင်းရတီမှာကစားမအသည့်ထပ်ခေါ်နိုင်ဖို့မျှော်လင့်ထားတယ်လို့ဆိုထားတယ်။သူတို့အနေနဲ့စောင်းရတီကာလမှာကစားမအသည့်ရှာဖို့မျှော်လင့်ချက်ရှိနေပြီးတော့ဒီပြောက်ကိုပိုင်ရှင်တွေကဝယ်ယူပေးလိမ့်မယ်ဆိုပြီးတော့ဦးတိုင်းအမေရိကမျှော်လင့်ထားတာပါ။အမေရိကစိတ်ဝင်စားစရာနောက်ဆုံးရအကစားသင်ပါအားလုံးကျေးဇူးတင်ပါတယ်။